we reached at the airport ဆိုရင်မှားပါတယ်နော်ဒီနောက်မှာလည်းအဲ့လိုပဲ we arrived the airport ဆိုလို့ရှိရင်လည်းမှားပါတယ်နော်အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော်တို့တနည်းအားဖြင့်ကိုရောက်ရှိတယ်လို့ပြောချင်တဲ့အခါမှာကျွန်တော်တို့ arrive reach အသုံးပြုကြရတယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုသုံးတဲ့အခါမှာကျွန်တော်တို့များသောအဖြစ်လေးမှားတတ်တဲ့ဟာလေးရှိပါတယ်နော်။အဲ့တော့ကျွန်တော်ဒီ arrive ရဲ့ reach ရဲ့ကိုကျွန်တော်တို့ပမှန်ကန်ကန်လေးအသုံးပြုတဲ့အောင်လို့ရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့်။ခေစားလိုက်ရအောင်နော်။ အရင်ဆုံးကျွန်တော်တို့ arrive reach အဲ့တော့ကျွန်တော်တခုခုတနေရာရာကိုရောက်ရှိရဲဆိုလို့ရှိရင်သုံးပါတယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ arrive နဲ့ reach okay arrive arrive ကကျွန်တော်တို့ရဲ့ verb type ကကျွန်တော်တို့ intransitive အတိတ်ပဲတော့ဗာလဲဆိုတော့ object မလိုတဲ့ verb ပုံစံဖြစ်ပါတယ်ရှင့် okay လာပြီး reach reach ရဲ့ကျွန်တော်တို့ verb ပုံစံကကျွန်တော် transitive တို့ကျွန်တော်ဗာလဲဆိုကျွန်တော် direct object ပြောမဆို object လိုတယ်ပေါ့နော် object ပါရမယ်ကျွန်တော်တို့ဒါ verb ပုံစံဖြစ်ပါတယ်နော် okay အဲ့တော့ကျွန်တော်တို့သူရဲ့ structure ရပါဖြစ်မလဲဆိုတော့ကျွန်တော်တို့ arrive နောက်ကကြတော့ကျွန်တော်တို့ at to in တို့ဆိုတဲ့ preposition ပါပေးရပါတယ်ရှင်။ဒါလေးမှတ်ထားပေးရမယ်။ဒီမှာကျတော့ကျွန်တော် reach မှာကျတော့ကျွန်တော်တို့ reach ပဲသူ့နောက်ကရောက်တဲ့ object နေရာထည့်လိုက်ရုံပဲ။ preposition လုံးဝထည့်ကြမလို့ပါဘူးရှင်။အဲ့ဒီဟာလေးမှတ်ထားမယ်နော်။ Okay အဲ့တော့ဒါပေမဲ့နဲ့ဆိုလို့ရှိရင်လေ तू ကနေရာတစ်ခုကိုရောက်ရှိတယ်။ तू ကတနေရာကိုရောက်ရှိတာပဲ။ဘာလဲกว่าလဲဆိုတော့ကျွန်တော် reach နဲ့ပြောရဲဆိုလို့ရှိရင်ကျတော့ကျွန်တော်က ကြီးမားချက်တွေဥရိချက်တွေစီကိုပေါ့နော်အောင်မြင်မြင်နဲ့ရောက်ရှိတဲ့ပုံစံနောက်အားစိုက်ထုံးမှုတွေပါတဲ့ပုံစံမျိုးပုံဖြစ်ပါတယ်ရှင် reach နဲ့ပြောတဲ့ဆိုလို့ရှင်လေနော်အားဒီတော့နည်းနည်းလေးကွဲတယ်ပေါ့နော်သူက object တို့လိုက်ရတယ် proposition မလိုဘူး arrive ကကျတော့ကျွန်တော် proposition ပါကိုပါရတယ်အားရလေကွဲပါတယ်နော် okay အဲ့ကျွန်တော်ဥမာနည်းနည်းဆိုလို့ရှင် we arrived at the airport at 6 pm ငါတို့ညနေ6နာရီမှာလေဆိပ်ကိုရောက်ခဲ့ကြပါတယ်တဲ့ဒီမှာ at proposition ပါတယ်ဒီဘက်ဥမာမှာဆိုလို့ရှင် we reached the airport at 6 pm မတော်ညနေ6:00ခန်းမှာ လေဆိပ်ကိုရောက်ခဲ့ကြပါတယ်တဲ့။နော်ဒီမှာကျွန်တော်တို့ reach ဘယ်ဆိုမှ proposition မပါတော့ဘူး။ object တန်းလည်းရုံမယ်။ဒီမှာကျွန်တော်တို့ proposition လေးပါထားပေးရတယ်။ Okay အဲ့ဒါဒီတော့နည်းနည်းကိုရတယ်နော်။နောက်ဥမာနည်းနည်းဆိုလို့ရှိရင် she arrived in bangkok yesterday ။သူမမနေ့ကဘန်ကောက်ကိုရောက်ခဲ့တယ်တဲ့။ဒီမှာ proposition လေးပါပေးထားတယ်။နောက်ဒီဘက်ဥမာနည်းနည်းဆိုလို့ရှိရင် we reached the top of the mountain ။ ငါတို့တောင်ထိပ်ကိုပေါ့နော်ရောက်ခဲ့ကြပါတယ်တဲ့။ Okay အဲ့တော့ reach နဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ outside ထုတ်မှုတွေပါတယ်အအောင်မြင်မြင်နဲ့ရောက်ရှိတဲ့ပုံစံတွေတော့ပါလာပေါ့နော်။ proposition လိုက်ဆရာမလို့ဘူးနော်။အဲ့ဒီမှာတော့ပြီကျွန်တော်တို့ we reached at the airport ဆိုရင်မှားပါတယ်နော်။ဒီနောက်မှလည်းအဲ့လိုပဲ we arrived the airport ဆိုလို့ရှင်လည်းမှားပါတယ်နော်။ Okay အဲ့ဒီဟာလေးကျွန်တော်အရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့်။အားလုံးပဲ arrive reach ရှင်းသွားပြီထင်ပါတယ်နော်။ကျေးဇူးများကြီးတင်ပါတယ်ရှင့်။